ာချမ်းလေးပါရှင်မြို့တော်ရဲ့မလာရှိရဲ့နေ့သတင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမကတော့ရင်းလေးလေးထုံးမှာဒီကနေ့တင်ဆက်ပေးမယ့်သတင်းလေးကတော့စစ်ကောက်စီတပ်သားတွေကစစ်မှုထမ်းအတွက်ရွာတွေကိုဝင်ရောက်စီးနှင်းနေပြီးတမူကြီးပစ္စည်းတွေကိုပါသိမ်းယူနေတဲ့သတင်းစမုထမှုအတင်းအဓမ္မတသားတိစူးစောင်းခံခဲ့ရတဲ့စစ်ကောင်စီရဲ့တသားတအူးကလက်နက်ခဲနဲ့တကွာအလင်းဝင်တဲ့တဲ့ ရွေးကောက်ပွဲကိုအစောဆုံးကျင်းပနိုင်ရန်စီစဉ်ထားကြောင်းစစ်ကောင်းဆောင်ပြောလေတဲ့။တိုက်ပွဲအတွင်ခရီးသည်တင်ကားပေါ်မှာခရီးသည်သုံးဦးသေဆုံးမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးခရီးသည်တဦးရဲ့ဖုံးဖြေကြောင်းမှုနဲ့ဖြစ်စဉ်အမှန်ကိုအတိပေးထုတ်ပြန်လာတဲ့တဲ့။ပြည်သူတွေကိုဖမ်းဆီးခိုင်းတာတွေလုပ်နေတဲ့စစ်တပ်ထောက်တိုင်သတင်းပေးစစ်မှုထမ်းဟောင်းတအူရှင်းလင်းခံရတဲ့တဲ့ ီကမော်တင်ဆုံဖျားပွဲကို15ရက်တာကျင်းပမယ်လို့သိရပြီးဖျားဖူးတွေကိုလည်းစစ်စစ်ငွေညစ်တာတွေလုပ်နေတဲ့တဲ့ကနေဒါကစစ်ကောင်စီရဲ့လူပုဂ္ဂိုလ်73ဦးနဲ့ဌာန3ခုအပေါ်တန်ခတ်မှုအသည့်ချမှတ်တဲ့တဲ့ဒေါ်နယ်ထွန်းကအီရန်ကိုဆွေးနွေးမလားစီးရေးအရရင်ဆိုင်မလားလို့စာပို့ပြီးသတိပေးတဲ့တဲ့အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင် ထမဆုံးသတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီတပ်သားတွေကစစ်မှုထမ်းအတွက်ရွာတွေကို ဝင်ရောက်စီးနှင်ပြီးတံမိုးကြီးပစ္စည်းတွေကိုပါတင်ယူနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဘကူတိုင်းတာယာဝတီခရိုင်မင်းလာမြို့နယ်ကကြေးရွာတွေမှာစစ်မှုထမ်းအတွက်အခုလအတွင်းမှာ နေနေတဲ့ထိဝင်ပြီးလူငယ်တွေကိုပေါ်တာဆွဲနေတယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေထံကသိရပါဗျာ။ပြီးခဲ့တဲ့မတ်လ၄ရက်နေ့ကမင်းလာမြို့နယ်စစ်ခွင်းအရှိတ်ဘက်ကရွာတွေကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနှင်ပြီး လူငယ်တွေကိုစစ်မှုထမ်းအတွက်အတင်းအဓမ္မလိုက်လံဖမ်းဆီးလို့စီးရွာအတွင်းကတက်ကြီးရွယ်အိုတွေပါမကြံရှောင်တိတ်ထွက်ပြေးနေရတယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေထံကသိရပါဗျ။ကံကောပင်အုပ်စုတွေကဖာလီကွင်းကြီးရွာကိုဝင်စီးတာရွာသားတွေကထွက်ပြေးကြတော့သူတို့ကအိမ်တွေကပစ္စည်းတွေကိုတည်သွားကြတာကလစ်ဆိုင်ကယ်နှစ်စီးနဲ့တရုတ်ဘိန်းဆိုင်ကယ်လေးစီးဖုံးတွေရောအကုန်တည်သွားကြတာရင်းနဲ့တက်ကစစ်ကွေးရဲစခန်းကိုတည်သွားတာကြတယ်လို့ဒေသခံတအူးကမြို့တော်ကိုပြောပါတယ်။ မလ9ရက်နေ့ကလည်းစစ်ကွေးအုပ်စုအုံနောက်စုရပ်ကွက်ကလူငယ်3ဦးတစ်တော့ဆော်နေတာကိုသူတို့ကိုဓာတ်ပုံရိုက်တယ်ဆိုပြီးဖုန်းတွေကိုတင်ကအဆိုပါလူငယ်3ဦးကိုလည်းဖမ်းဆီးသွားခဲ့ပါသေးတယ်။တစ်တော့ဆော့နေတာကိုလှည့်ကင်းလာတဲ့စစ်တပ်နဲ့ရဲတွေကသူတို့ကိုရိုက်တယ်ဆိုပြီးဖုန်းတွေကိုစစ်ပြီးလူငယ်တွေကိုဖမ်းသွားတာ။နောက်တနေ့ပြန်လွတ်ပေးတယ်လို့တော့ကြားတယ်။ဖုန်းတွေတော့ပြန်မပေးဘူးတယ်လို့ဒေသခံတအူးကမြို့တော်ကိုပြောပါတယ်။စစ်ကောင်စီကတာယာဝတီခရိုင်အောက်မင်းလာမြို့နယ်မှာ ကျေးရွာတွေကိုဝင်ပြီးပေါ်တာဆွဲတာဝင်ရောက်စီးနင်းတာနဲ့ပစ္စည်းတွေတိမ့်တာတွေကိုအခုရက်ထဲခက်ဆိတ်ဆိတ်လှုပ်လာနေပြီးယူသွားတဲ့ဆိုင်ကယ်နဲ့ဖုန်းတွေကိုနိုင်ငံရေးနဲ့မကင်းလို့ဆိုတဲ့အကြောင်းပြချက်နဲ့ပြန်မပေးဘူးလို့လည်းဒေတာခဏီရဲ့ပြောဆိုချက်တွေအရာသိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့စစ်မှုထမ်းမှုအတင်းအဓမ္မတပ်သားတွေစုဆောင်ခံရတဲ့စစ်ကောင်စီရဲ့တပ်သားတအူလက်နက်နဲ့တကွာအလင်းမွင်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မကွေးတိုင်းပခုတ်ကူခရိုင်ရေတကြိုမြို့နယ်မှာမလ9ရက်နေ့ည9:00နာရီဝန်းကျင်ခန့်ကရေတကြိုမြို့နယ်ခလာရ258မှာစစ်ကောင်စီရဲ့စစ်မှုထမ်းမှုအတင်းအဓမ္မတပ်သားတွေစုဆောင်းခံခဲ့ရတဲ့စစ်ကောင်စီတပ်သားတအုပ်ဟာအလင်းဝင်ရောက်လာခဲ့တယ်လို့ရေတကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကမနေ့ကထုတ်ပြန်ထားပါတယ်အလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သားရဲရင်အောင်အသက်23နှစ်က2024ခုနှစ်နိုဝင်ဘာလကစကိုင်းတရားပေါ်မှာ စစ်ကောင်စီရဲ့အတင်းအဓမ္မစစ်မှုထမ်းဖို့စူးစမ်းခံခဲ့ရတာဖြစ်တယ်လို့ရေတကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကဆိုပါတယ်။အဆိုပါအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားရဲရင်အောင်က MA1 တက်လက်ယူဆောင်လာခဲ့ပြီးရေတကြိုမြို့နယ်ပကဖထံကိုဆက်သွယ်ပြီးအလင်းဝင်ရောက်လာခဲ့တယ်လို့သိရပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာစစ်ကောင်စီကအတင်းအဓမ္မပေါ်တာဆွဲတာတွေကိုလှုပ်ဆောင်နေပြီးစစ်မှုထမ်းဖို့တပ်သားတစ်စူးစမ်းခံခဲ့ရတဲ့စစ်ကောင်စီတပ်သားတချို့က နီးစပ်ရာတော်လိုင်းရေးတပ်ဖွဲ့တွေထံကိုအလင်းဝင်ရောက်လာတာတွေရှိသလိုရဲတပ်သားတွေအပါအဝင်စစ်ကောင်စီရဲ့တပ်သားဟောင်းတွေလည်းအလင်းဝင်ရောက်လာတာတွေလည်းရှိတယ်လို့စုံစမ်းသိရှိရပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလ17ရက်နေ့ကလည်းပခုတ်ကူခရိုင်ပေါင်မြို့နယ်မြို့မရဲစခန်းမှာတာဝန်ကျနေတဲ့ရဲတပ်သားတအူးကရဲတကြုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖထံကိုလက်နက်ခဲရဲနဲ့တကွာအလင်းဝင်ရောက်လာခဲ့တာကြောင့်စုငွေတိန်30ကျပ်ချိမြင့်ပေးခဲ့တယ်လို့လည်းစုံစမ်းသိရှိရပါတယ်ရှင်။ တတိယသတင်းတစ်ပုဒ်အနေနဲ့ရွေးကောက်ပွဲကိုအစောဆုံးကျင်းပနိုင်ရန်စီစဉ်ထားကြောင်းစစ်ကောင်စောက်ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရွေးကောက်ပွဲကိုအခုနှစ်ဒီဇင်ဘာဒါမှမဟုတ်2026ခုနှစ်ဇန်နဝါရီလမှာအစောဆုံးကျင်းပဖို့စီစဉ်ထားကြောင်းဘီလာရုနိုင်ငံကိုရောက်ရှိနေတဲ့အာနာသိစစ်ကောင်စောက်ဗိုလ်ချုပ်မူကြီးမေအောင်လိုင်ကပြောကြားလိုက်ပါတယ်။ဘီလာရုနိုင်ငံကိုရောက်ရှိနေစဉ်မလ9ရက်နေ့ကမြန်မာစစ်ကောင်စောက်နဲ့ဘီလာရုနိုင်ငံတမတလူကာရန်ကော်ရူဟာဘီလာရုတမတနန်းတော်မှာတွေ့ဆုံပြီး နှစ်နိုင်ငံဆွေးနွေးမှုတွေအပြီးမှာပြုလုပ်တဲ့ပူးတွဲသတင်းစာရှင်းလင်းပွဲမှာအာနာသိန်းစစ်ကောင်းဆောင်က အခုလိုပြောကြားလိုက်တာလည်းဖြစ်ပါတယ်စစ်ကောင်းဆောင်ကပူးတွဲသတင်းစာရှင်းလင်းပွဲမှာကျွန်တော်တို့ဟာပြီးခဲ့တဲ့2020ပြည့်နှစ်ရွေးကောက်ပွဲမှာမဲမတမာမှုဖြစ်ခဲ့တဲ့အတွက်ကျွန်တော်တို့နိုင်ငံမှာအရေးပေါ်အခြေအနေကြီးညာပြီးတော့ခိတ္တတာဝန်ယူထားတာဖြစ်ပါတယ်မကြခင်မှာလည်းဥပဒေနဲ့အညီရွေးကောက်ပွဲကိုကျင်းပသွားဖို့ရှိပါတယ်လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကို 2025ခုနှစ်ဒီဇင်ဘာသို့မဟုတ်2026ခုနှစ်ဇန်နဝါရီလမှာအစောဆုံးကျင်းပသွားဖို့စီစဉ်ထားကြောင်းပြောလိုပါတယ်လို့ပြောကြားခဲ့တာလည်းဖြစ်ပါတယ်ရွေးကောက်ပွဲကာလကိုစစ်ကောင်းဆောင်ကအခုလိုထုတ်ပြောတာနဲ့ပတ်သက်ပြီးစီဒီယံဘုံမှုဆွဲတော်ကိုဆက်သွယ်မေးမြန်းတဲ့အခါဟိုလိုလိုဒီလိုလိုနဲ့စစ်ကောင်းဆောင်ကရွေးကောက်ပွဲကာလကိုဝေဝေဝဝပြောနေပေမယ့်ကျွန်တော်အမြင်အရပြောရရင်တော့2026ခုနှစ်ဇန်နဝါရီလမှာပဲရွေးကောက်ပွဲလုပ်နိုင်မယ်ထင်ပါတယ် မဲပေးပိုင်ခွင့်ရှိသူအသက်ကန်းတက်ချက်ကိုလည်းစစ်ကောင်စီဘက်က2026ခုနှစ်ဇန်နဝါရီလအတွင်း16နှစ်ပြည့်ပြီးသူဖြစ်ရမယ်လို့ပြောနေတာကြားလို့ပါလို့မြို့တော်ကပြောပါတယ်။ဘီလာရုနိုင်ငံကိုရောက်ရှိနေတဲ့စစ်ကောင်းကဟာဘီလာရုတမတာနဲ့အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့ကိုတီးခြားစီတွေ့ဆုံခွင့်ရခဲ့ကြောင်းသိရပြီးဘီလာရုနိုင်ငံဟာလည်းရုရှားနဲ့တင်းမြစ်စွာနေထိုင်တဲ့နိုင်ငံတစ်ခုဖြစ်ကြောင်းသိရပါတယ်ရှင်။ နောက်ထပ်သတင်းတပုတ်အနေနဲ့တိုက်ပွဲအတွင်ခရီးသည်တင်ကားပေါ်မှာရှိတဲ့ခရီးသည်တဦးသိဆုံးမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးခရီးသည်တဦးရဲ့ဖုံးဖြေကြမှုနဲ့ဖြစ်စဉ်အမှန်ကိုအတိပေးထုတ်ပြန်လာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းမုံရွာခရိုင်မှာမလ၄ရက်နေ့ညနေပိုင်းကချောင်းဦးမြို့နယ်ငရှန်ရွာအနီးမှာဖြစ်ပွားခဲ့တဲ့ခရီးသည်တင်ကားထိခိုက်မှုနဲ့ပတ်သက်ပြီးကောလာဟာလသတင်းမျိုးစုံထွက်ပေါ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးမြမပြည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့လက်ယုံတဲ့ ULF စစ်ကြောင်းကမနေ့ကသတင်းထုတ်ပြန်ထားပါတယ်။ချောင်းမြို့နယ်ငချက်ရွာအနီးမုံရွာမန္တလေးလမ်းမိုင်းမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွင်စစ်ကောင်စီကပြည်သူတွေလိုက်ပါလာတဲ့ခရီးသည်တင်ကားကိုတိုက်ပွဲရှိရာကိုလူသားတိုင်းလောက်ခါခေါ်ဆောင်ခဲ့တယ်လို့သိရပါတယ်။နှစ်ဖက်အပြန်အလှန်တိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကလက်နက်ကြီးတွေနဲ့ပစ်ကူပေးခဲ့ပြီးနောက်မှခါမှလည်းအင်ဂျင်တက်လေးထီးတွေနဲ့လေကြောင်းပစ်ကူတွေပေးခဲ့တာကြောင့်ခရီးသည်၃ဦးဘုံထိမှန်တိုက်ဆုံးခဲ့ရတယ်လို့လည်းသိရပါတယ်။ အဆိုပါတိုက်ပွဲအတွင်းမှာစစ်ကောင်စီရဲ့ဘုံထိမှန်ခဲ့လို့အသက်၃နှစ်အရွယ်ကလေးငယ်တဦးနဲ့အသက်28နှစ်အရွယ်အမျိုးသမီးကလေးမိခင်အပါအဝင်အသက်50နှစ်အရွယ်အမျိုးသမီးတဦးလည်းထိခိုက်သေးဆုံးခဲ့တယ်လို့သိရပါတယ်။ခရီးတဲ့တင်ကားပေါ်မှာလိုက်ပါလာတဲ့ခရီးသည်တွေကိုတပ်ဆိုင်ရာမိသားစုတွေထံဆက်သွယ်အနှံ့ပြီးဖြစ်ပါတယ်လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့လက်ယုံတက် UNF စစ်ကြောင်းကဆိုပါတယ်။ ိုက်ပွဲဖြစ်ပွားခဲ့တဲ့နေ့ကခရီးသည်တင်ကားပေါ်လိုက်ပါလာတဲ့ခရီးသည်တွေထိခိုက်မှုနဲ့ပတ်သက်တဲ့ဖြစ်စဉ်အမှန်ကိုသိရှိနိုင်ကြဖို့နဲ့မိသားစုထံပြန်လည်ရောက်ရှိပြီးဖြစ်တဲ့ခရီးသည်တဝူထံကိုချောင်းဦးပီရက်ကတယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းထားမှုကိုလည်းဤသို့ကာကွယ်ရေးအဖွဲ့လက်ယုံတက် UNF စစ်ကြောင်းကအသိပေးထုတ်ပြန်ထားပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပြည်သူတွေကိုဖမ်းဆီးခိုင်းတာတွေလုပ်နေတဲ့စစ်တပ်ဒေါက်တာရဲ့သတင်းပေးစစ်မှုထောင်တဦးရှင်းလင်းခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ပဲခူးတိုင်းတာယာဝတီခရိုင်မင်းလာမြို့နယ်မှာမလ9ရက်နေ့ည6နာရီဝန်းကျင်ကပြည်သူတွေကိုဖမ်းဆီးခိုင်းတာတွေလုပ်နေတဲ့စစ်ကောင်စီဒေါက်တာရဲ့သတင်းပေးစစ်မှုထောင်တဦးကိုပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့တာယာဝတီခရိုင်တရင်383ညနေ့တက်ခွဲ3ကဒီကနေ့မှသတင်းထုတ်ပြန်ထားပါတယ်။ မင်းလာမြို့နယ်ဂံကောပင်အုပ်စုဘုတထောင်ရွာနေစစ်တပ်သတင်းပေထုံနိုင်ကို နေအိမ်မှာထိုင်နေချိန်တရားဝိခရိုင်တရင်383ညနေတက်ခွဲ3ကရဲဘော်တွေကတနက်ကြီး3ချက်ပြစ်ခတ်ပြီးရှင်းလင်းခဲ့တယ်လို့ဆိုပါတယ်ထုံနိုင်ကစစ်မှုထောင်တယောက်ဖြစ်တယ်လို့စစ်ကောင်စီတောက်တိုင်အမာခံတအူးဖြစ်ကစစ်ကောင်စီထံကို မမမကန်သတင်းတွေပေးပြီးပြည်သူတွေကိုဖမ်းဆီးခိုင်းတာတွေနဲ့တော်လိုင်းရေးတပ်ဖွဲ့တွေရဲ့လှုပ်ရှားမှုတွေကိုစုံစမ်းထောက်လှမ်းပြီ စစ်ကောင်စီထံကိုသတင်းပေးတာတွေလှုံ့ဆော်ခဲ့တယ်လို့တာယာဝတီခရိုင်တရင်383ရက်နှစ်တက်ခွဲ35ဆိုပါတယ်အဆိုပါစစ်မှုထောင်းထုံးနိုင်ကိုအခုလို့သတင်းပေးတာတွေနဲ့စကားဆားနဲ့ပူပေါင်းတာတွေမလှုံ့ဆော်ဖို့ကိုတော်လရေးတက်ဖွဲ့တွေကသတိပေးခဲ့ပေမယ့်လိုက်နာခြင်းမရှိတာကြောင့်အခုလို့အေးအေးယူရခြင်းဖြစ်တယ်လို့သိရှိရပါတယ်ဆက်လက်ပြီးပြည်သူတွေနဲ့တော်လရေးတက်ဖွဲ့တွေကိုဒုက္ခပေးနေကြတဲ့စကားဆားနဲ့စကားဆားတောက်တိုင်တွေကိုအချိန်မြင့်တိုက်ခိုက်သွားမှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့စကားစတွေအနေသွာလာနေထိုင်တာတွေမပြုတ်လို့ကြဖို့ကိုလည်းတာယာဝတီခရိုင်တရင်383ညနေတက်ခွဲ3ကအသိပေးထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့မလ၄ရက်နေ့ကလည်းမင်းလားမြို့နယ်ဥတို့မြမစုကြေးရွာနေပြစောတိခမဝင်းကပြည်သူတွေစီကစစ်မှုထမ်းခြေလို့ဆိုကမတရားငွေကြေးကောက်ခံတာတွေနဲ့တော်လရေးတက်ခွဲတွေသွာလာလှုပ်ရှားတာတွေကိုစုံစမ်းပြီးစစ်ကောက်စီထံကိုသတင်းပေးလာတွေပြုတ်လုပ်နေတာကြောင့်ပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့လည်းသိရပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီကမော်တင်ဆွန်ဖျားပွဲကို15ရက်တာကျင်းပမယ်လို့သိရပြီးဖျားပွဲတွေကိုလည်းစစ်စေးငွေညစ်တာတွေလုပ်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ AR တိုင်းပသိမ်ခရိုင်ငပူတော်မြို့နယ်ဟိုင်ဂျီကျုံမြို့ကမျက်မော်တင်ဆွန်ဖျားပွဲကိုအကြောင်းပြပြီးစစ်ကောင်စီကငွေညစ်ပေါ်တာဆွဲတာတွေကြောင့်ဖျားပွဲလာရောက်သူတွေနေပါကဈေးဆိုင်တွေအတွက်အခက်အခဲဖြစ်နေတယ်လို့ဒေတာတွင်သတင်းရင်းမြစ်တွေထံကစုံစမ်းသိရှိရပါတယ်။ မျက်မှောက်တင်ဆောင်ဖျားပွဲကို ပုံမှန်တပေါင်းလတလာလုံးကျင်းပခဲ့ရမှာအခုနှစ်မှာ15ရက်သာကျင်းပမယ်လို့သိရပြီးစစ်ကောင်စီကအနီးအနားကကြေးရွာတွေမှာစစ်မှုထမ်းအတွက်လူငယ်တွေကိုလိုက်လံဖမ်းဆီးနေတာကြောင့်အနီးအနားကကြေးရွာတွေကထွက်ပြေးနေကြပြီးဖျားပွဲမှာလူနည်းနေတယ်လို့စုံစမ်းသိရှိရပါတယ်။ပွဲတဲ့လူမရှိဘူး။စွမ်းစာနေတပေါင်းလဆန်း9ရက်နေ့ကနေ73ရက်နေ့အထိကမယ်ပြောတယ်။အရင်နှစ်တွေကအခုချိန်ဆိုနှစ်တိုင်းလူစီတယ်။ အခုပွဲစည်းကလူကို မရှိလို့ဈေးလဲရမကောင်းဘူးလို့ပွဲစည်းတဲ့တအူးကမြို့တော်ကို ပြောပါတယ်။ပွဲကင်းကျင်းပရေးအဖွဲ့ကပွဲစည်းလူစီကားဖို့ဟိုက်ချက်ကားနဲ့ပြည်သူတွေပွဲကင်းနဲ့လာဖို့ကြီးရွာတွေမှာလိုက်လံကြီးညာနေရတယ်လို့သိရပါတယ်။တစ်ဖက်မှာလည်းစစ်ကောင်စီကမော်တင်ဆွန်ဖျားပွဲကိုရဲဝေးကလာတဲ့ဖျားဘူးကားတွေနဲ့ဆိုင်ကယ်တွေကို လိုင်စင်စစ်ဆေးကဖမ်းဆီးနေပြီးဖျားပွဲလာတဲ့သူတွေကိုငွေကြေးတောင်းတာတွေလုပ်နေကြလို့ဖျားဘူးလာသူတွေလည်းအခက်တွေ့နေကြတယ်လို့သိရှိရပါတယ်။ ဆိုင်ကယ်တွေလည်းစစ်တယ်အုတ်ထုတ်မဆောင်ရင်၃၀၀တောင်းတယ်ဖျားဘူးလာသူတွေကိုမှတ်ပုံတင်စစ်တယ်ပတ်စံတောင်းတယ်လုံခြုံရေးကတော့အထက်ထက်ပဲသူတို့ကဖျားပန်းပြပြီးလှူစားနေကြတာလို့ဒေသခံတဦးကမြို့တော်ကိုပြောပါတယ်စငားရတာချင်းပါတော့မယ်မျက်မော်တင်ဆောင်ဖျားပွဲကိုအနီးနားဒေသခံရွာတွေကပွဲစည်းထဲမှာစစ်မှုထမ်းပေါ်တာအစွဲခံရမှာကြောက်နေကြတာကြောင့်မသွားရဲကြဘူးလို့လည်းသိရပြီးပုံမှန်ပွဲတော်ကာလအစမှာလူအယမ်းစီကားတဲ့ဖျားပွဲက အခုနှစ်ဖျားဘူးလာသူနေပါနေလို့ဈေးသက်တွေလည်းပွဲတော်ရက်အတွင်းအယောင်ပါမှစိုးရိမ်နေကြတယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကနေဒါကစစ်ကောင်စီရဲ့လူပုဂ္ဂိုလ်73ဦးနဲ့ဌာန3ခုအပေါ်တိုက်ခတ်မှုအသည့်ချမှတ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မြန်မာနိုင်ငံရဲ့အေးချမ်းမှုလုံခြုံမှုနဲ့တည်ငြိမ်မှုတို့ကိုထိခိုက်ပျက်ပြားစေပြီးလူအခွင့်အရေးချိုးဖောက်မှုတွေကိုဆိုးရွားစွာနဲ့ကျူးလွန်ခဲ့ကြတဲ့စစ်ကောင်စီရဲ့အဖွဲ့ဝင် ဝင်ကြီးဒုဝင်ကြီး73ရောင်းနဲ့ဌာနတော်ခုကိုကနေဒါကဒဏ်ခတ်အရေးယူလိုက်ကြောင်းကနေဒါနိုင်ငံခြားရေးဝင်ကြီးမဲလာနီဂျိုးနီကမတ်လ9ရက်နေ့မှာကြေညာခဲ့ပါတယ်။ဒဏ်ခတ်ပိတ်ဆို့ခံရသူတွေကတော့စစ်ကောင်စီရဲ့ကောင်စီဝင်ဒေါက်တာဘရွှေဝင်ကြီးဗိုလ်ချုပ်ကြီးမိုးအောင်ဝင်ကြီးဒေါက်တာကန်စောဝင်ကြီးဥက္ကုကိုလှိုင်းဒုဝင်ကြီးဗိုလ်မှူးချုပ်လူမုံဒုဝင်ကြီးဥအောင်ကျော်ထွန်းဒုဝင်ကြီးဥအောင်မြိုင်ဒုဝင်ကြီးဗိုလ်ချုပ်ကိုလေဒုဝင်ကြီးတော်တန်တန်လင်း ဒုဝင်ကြီးဦးမင်းထွန်းဝင်ကြီးခွန်တန်းစောသူဒုဝင်ကြီးဦးထေကျော်သူနဲ့ဝင်ကြီးဦးအောင်ကျော်ဟိုတို့ပါဝင်ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်အဲ့ဒီလူပုဂ္ဂိုလ်များအပြင်ကနေဒါကအရေးယူတိုက်ခတ်ပိတ်ဆို့လိုက်တဲ့ဌာနအုပ်ကူမှာစစ်ကောင်စီရဲ့ကာကွယ်ရေးဝန်ကြီးဌာနမြမစစ်တပ်နဲ့အမတ်33ချင်းမြတ်တပ်မဌာနချုပ်တို့ဖြစ်တယ်လို့သိရပါဗျ။ကုလသမဂ္ဂစည်ရင်းနေအရာ2021ခုနှစ်ဆရာနာတင်ခဲ့တဲ့နောက်ပိုင်းအကြမ်းဖက်မှုတွေတိုးလာပြီး မနစ်က2024ခုနှစ်ဒီဇင်ဘာလ2ရက်နေ့အထိအရသာတိတ်ဆုံးမှုဟာ6000ကျော်အထိရှိနေခဲ့ပါတယ်။ကနေဒါအနေနဲ့မြန်မာနိုင်ငံအတွင်းလူအခွင့်အရေးချိုးဖောက်သူတွေတာဝန်ခံမှုတာဝန်ယူမှုရှိလာစေဖို့အပါအဝင်ရေရှည်ငြိမ်းချမ်းရေးရစေဖို့နိုင်ငံတကာမိတ်ဆွေတွေနဲ့ဆက်ပြီးလက်တွဲဆောင်ရွက်မှာဖြစ်ကြောင်းလည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဒေါ်နယ်ထရန့်ကအီရန်ကိုဆွေးနွေးမလားစီးရီးအရာရေးဆိုင်မလားလို့စာပုတ်ပြီးသတိပေးတဲ့သတင်းကိုတိဆက်ပေးပါမယ်ရှင်။အီရန်ရဲ့နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်ပြီးဆွေးနွေးပွဲတွေလုပ်မလားဒါမှမဟုတ်ရင်စီးရီးအရာအရေးယူမှုတွေနဲ့ရင်ဆိုင်ရလိမ့်မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသတိပေးလိုက်ပါတယ်။အီရန်ရဲ့နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်ပြီးအီရန်ကိုစာတစောင်ရေးသားပေးဖို့ခဲ့ကြောင်းဒေါ်နယ်ထရန့်ကဖော့သတင်းဌာနနဲ့တွေ့ဆုံမေးမြန်းခန်းမှာပြောဆိုလိုက်တာဖြစ်ပြီး နှစ်နိုင်ငံအကြားတိမမှုတွေပုံမှုဖြစ်ပေါ်လာပွဲရှိပါတယ်။အီရန်အနေနဲ့စီရေးအရာရင်ဆိုင်မယ်ဆိုရင်ကြောက်မက်ဖွယ်အကျိုးဆက်တွေဖြစ်လာမှာဖြစ်ပြီးအမေရိကန်အနေနဲ့အီရန်ကိုနျူကလ িয়ার ပိုင်ဆိုင်ခွင့်ပြုမှာမဟုတ်ကြောင်းသမ္မတဂျွန်နေထရန့်ကပြောပါတယ်။2015ခုနှစ်အီရန်နျူကလ িয়ার သဘောတူညီချက်ဟာအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုကန့်တတ်ဖို့အတွက်အပြန်အလှန်အားဖြင့်နိုင်ငံတကာအရေးယူပိတ်ဆို့မှုတွေကိုဖြေလျှော့ပေးခဲ့ပါတယ်။ ဒါပေမဲ့ Trump ရဲ့ပထမအကြိမ်တမတတက်တန်းမှာတော့အမေရိကန်ဟာဒီစာချုပ်ကနေနှုတ်ထွက်ခဲ့ပါတယ်။အီရန်အနေနဲ့အမေရိကန်နှုတ်ထွက်သွားပေမဲ့စာချုပ်ပါစီကံချက်တွေကိုတစ်နှစ်အထိလိုက်နာခဲ့တယ်လို့ဆိုပါတယ်။နောက်ပိုင်းမှာတော့နျူကလ িয়ার အစီအစဉ်ကိုပြန်လည်စတင်ခဲ့ပြီးအမေရိကန်ကလည်းအရေးယူပိတ်ဆို့မှုတွေပြန်လည်ချမှတ်ခဲ့ပါတယ်။အီရန်ဟာနျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုကျိုးပန်းနေတယ်လို့အမေရိကန်ကစွပ်စွဲထားပြီးဇန်နဝါရီလမှာတမတပြန်ဖြစ်လာတဲ့ဒေါ်နယ်ထရန့်က အီရန်အပေါ်တန်ခတ်ပိတ်ဆို့မှုတွေနဲ့အတူအမြင့်ဆုံးဖိအားပေးမဲ့မူဝါဒကိုပြန်လည်ချမှတ်ခဲ့ပါတယ်။အီရန်ဘက်ကတော့ဒီဆွဆွဲချက်တွေကိုညှင်းဆို့ထားပြီးသဘောတူညီချက်ပြန်လည်အသက်ဝင်ဖို့ဆန္ဒရှိတယ်လို့ကြေဖန်များစွာပြောဆိုထားပါတယ်။အီရန်ဟာလက်နက်အဆင့်ရောက်ရှိနိုင်တဲ့60ရာခိုင်နှုန်းအထိတပ်ဆင်ပြီးသားယူရေနီယံတွေကိုပိုင်ဆိုင်ထားပါတယ်။ဒါဟာကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ချုပ်ဆိုထားတဲ့2015ခုနှစ်ရဲ့နျူကလ িয়ার သဘောတူညီချက်ကိုချိုးဖောက်တာလို့ နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ IAEA ရဲ့အကြီးအကဲကလည်းသတိပေးပြောဆိုထားပါတယ်ရှင်။ယူရိုရဲ့နေစဉ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါထူးခြားတဲ့သတင်းတွေကိုနေစဉ်တင်ဆက်ပေးမှာမို့ယူရိုရဲ့ Facebook page နဲ့ YouTube channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ပြည်သူများအားလုံးကိုစိတ်နှဖျားစမ်းမချမ်းသာကြပြီးဆရာနာရှိစနစ်ဆိုးလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းယူရိုရဲ့အဖွဲ့သားများကဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်